ဧပြီ9ရက်မှစ၍အမြန်လန်းတွင်ရန်ကုန်မှနေပြည်တော်ထိရင်ငယ်များတွာလာနိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ28ရက်မှဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ငလင်ထန်ကြောင့်ပျက်စီးခဲ့ရတဲ့ရန်ကုန်မန္တလေးအမြန်လန်းပိုင်းမှာမနေ့ပြန်ကစပြီးရင်ငယ်တွေကိုရန်ကုန်ကနေနေပြည်တော်အထိတွာလာခွင့်ပြုမယ်လို့အမြန်လန်းမှကြီးထိမ့်သိမ့်ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှသိရပါတယ်။ ငလင်းထန်းချောင်းရန်ကုန်မန္တလေးအမြန်လမ်းပိုင်းမှာသဒ္ဒါနယ်လမ်းအချို့ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့်ပြန်လည်ပြင်ဆင်မှုတွေဆောင်ရွက်ခဲ့ရမှာအမြန်လမ်းမိုင်တိုင်း145နဲ့165မိုင် စွာချောင်းတရာတို့မှာသဒ္ဒါအဝင်လမ်းနေချာထားတွေသဒ္ဒါတိုင်းရိုင်းထားတွေဖြစ်ပေါ်ခဲ့တာရှိတဲ့အတွက် စွာချောင်းသဒ္ဒါနေရာမှာယာယီဖေလီသဒ္ဒါထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ် အမြန်လန်းတက်လျှောက်သွားလာရှာမှနေပြည်တော်ကနေအမြန်လန်းမိုင်းတိုင်း352မိုင်းထိဖြတ်တန်းသွားလာနိုင်မှာဖြစ်ပြီးအဲဒီကနေ365မိုင်း၃ဖာလုံးချာဖြတ်တန်းသွားလာခွင့်ကိုလက်သလောပိတ်ထားအောင်မှာဖြစ်တဲ့တို့သိရပါတယ်ရှင်။